ဒီလိုစိုးရည်ကနေဝင်လာပြီးတော့မျိုးလည်းမလက်ချပြီးဖက်ကလန်ပြီးစစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းကဆုံးရှုံးထားတဲ့မြို့တချို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်ရထားလို့အောင်ပွဲခံနေတဲ့အချိန်မှာစကိုင်းတိုင်းမှာတော့အညာ PDF တွေရဲ့တိုက်ခိုက်မှုကြောင့်မကြာခဏစစ်ကြောင်းလိုက်ပြုတ်နေတဲ့အကြောင်းဒီတစ်ပတ်ပြောပြပါမယ်ခင်ဦးကအခြေအနေကိုအရင်ဆုံးကြည့်လိုက်ရအောင် ခေဦးမြို့နယ်မုံလရွာမှာ လေးရက်ကြာယာယီတက်အထိုင်ချပြီးတဲ့နောက်ယူစောတီကြီးစိုးထိန်းချုပ်ထားတဲ့ပြင်းထောင်ရွာစီကိုကံဘလူနီးပြူဟာ332ခမရ131ကံဘလူပြူစောတီစုစုပေါင်းခမန်းအင်အား180ခန့်ပါတဲ့စစ်ကြောင်းထွက်လာခဲ့ပါတယ်။ဒါကောလမ်းခုလက်တနေရာမှာဒေါ်လာရေးတက်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကြောင်းတစ်ကြောင်းလုံးပြတ်သွားပြီးသူတို့စားထွက်လာခဲ့တဲ့မုံလရွာတွေကိုထွက်ပြေးသွားတယ်လို့ ခေဦးပကဖကထုတ်ပြန်ပါတယ်စစ်တပ်စီကနေလက်နက်မျိုးစုံအလက်30ကျော်နဲ့ခဲယံတွေကို PDF တွေကသိမ်းပိုက်နိုင်ခဲ့တာပါစစ်တပ်စစ်ကြောင်းမှာတိဆုံးသူ90နဲ့80ကြားရှိနိုင်တယ်လို့လဲခင်ဦးပကဖတာဝန်ရှိသူကပြောပါတယ်အဲ့ဒီစစ်စင်ရေးကိုတော့အမှတ်နဲ့ရွှေဘိုခရိုင်အမှတ်3တရင်ခင်ဦးမျိုးနဲ့ပကဖတိုက်နယ်1 2 3 4 5နဲ့ခင်ဦးမျိုးနဲ့ပလာဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရတာဖြစ်ပါတယ် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိဘဲအောင်ပွဲခံနိုင်ခဲ့တာလို့ခင်ဦးပကဖတာဝန်ရှိသူကပြောတာပါအဲ့ဒီစစ်ကြောင်းကနိုဝင်ဘာဒုတိယပတ်ကစပြီးကံဘလူမြို့နယ်ဘက်ကနေအင်အား300လောက်နဲ့ခင်ဦးမြို့ရဲ့အနောက်မြောက်ချမ်းကရွာတွေကိုစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်နိုဝင်ဘာ28ရက်ညနေပိုင်းမှာတော့ကြံတဲ့အင်အား130ဝန်းကျင်ပါစစ်တပ်ပူးပေါင်းစစ်ကြောင်းကခုနကပြောထားတဲ့မုံလရွာတွေကအထိနာထားတဲ့စစ်သားတွေကိုခေါ်ထုတ်ပြီးကံဘလူကာဘိုးရွာဘက်စီ ပြန်ဆုတ်ခွာသွားပါရရှင်။နောက်တစ်ခုအနေနဲ့ဝက်လက်မှာတမ33လက်အောက်ခံတက်စစ်ကြောင်းပြတ်သွားတဲ့အကြောင်းလေးဆက်ပြောပါမယ်။နိုဝင်ဘာ23ရက်နေ့မှာပဲဝက်လက်မြို့နယ်ရွှေဘုံမန္တလေးလမ်းပေါ်စိုင်းနိုင်ခွေရွာကနေထွက်လာတဲ့စစ်တပ်ရဲ့တမ33လက်အောက်ခံအင်အား120ခန့်ပါစစ်ကြောင်းကို PDF ပကဖနဲ့တော်လှန်ရေးတပ်တွေကတိုက်ခိုက်လို့ဒေဆုံးထိခိုက်သူများပြီးစစ်ကြောင်းထပ်ပြတ်ခဲ့ရပါတယ်။ဖြစ်စဉ်ကတော့စစ်တပ်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းက ်ပုံနာကြီးရွာကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အချိန်တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာပါဒီတိုက်ပွဲမှာစစ်အုပ်စုဘက်က35ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Black Wolf Army ကထုတ်ပြန်ပါတယ်စစ်အုပ်စုစစ်ကြောင်းပြတ်သွားပြီးစိုင်းနိုင်ကွေရွာကစခန်းတွေပြန်ဝင်သွားတယ်လို့ Black Wolf Army ကအသိပေးတာပါအဲ့ဒီစစ်ကြောင်းကနေလက်နက်မျိုးစုံအလက်30ကျော်နဲ့ခဲယမ်းတွေတင်စီရရှိခဲ့ပါတယ်တိုက်ပွဲမှာတော်လှန်ရေးပူပေါင်းအဖွဲ့ဘက်ကရဲဘော်3ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရတာပါတနေကုန်နေပါကြတဲ့အဲ့ဒီတိုက်ပွဲမှာစစ်အုပ်စုဘက်ကအထိနာလို့ Jet Fighter နဲ့ပါလေကြောင်းပစ်ကိုယူခဲ့တယ်လို့ PDF တွေကပြောပါတယ်စစ်တပ်ကဝက်လက်မြို့နယ်အနောက်ခြမ်းကရွာသားကြီးရွာကို November လဆန်ကအင်အားရာချီ၃တက်ဆွဲပြီးအနောက်မြောက်ခြမ်းကရွာတွေကိုစစ်ကြောင်း၃ခုနဲ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ရှင်ဆက်ပြီးတော့ကံဘလူနယ်ဘက်ကိုလည်းကြည့်လိုက်ရအောင်စကိုင်းတိုင်းမှာစစ်တပ်စစ်ကြောင်းတွေကန်ဆိုးတဲ့လားလို့ပြောရမယ် ဒီနိုဝင်ဘာလမှာပဲပြီးခဲ့တဲ့12ရက်နေ့ကလည်းကံပလူမြို့နယ်မှာစစ်ကြောင်းပြက်အောင်အတိုက်ခံခဲ့ရပါတယ်။စကိုင်းအခြေစိုက်တပ်မ33လက်အောက်ခံစစ်တပ်ကကာဘိုးရွာကနေရင်တက်ရွာဘက်ကိုအင်အားတရာကျော်နဲ့နိုဝင်ဘာ17ရက်ကဝင်ရောက်စီးနှင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကခင်ဦးမြို့နယ်ဘက်ကိုတပ်ဖြန့်ဖို့ကြိုးစားခဲ့တဲ့အပြင်နောက်ထပ်ရေဦးမြို့နယ်ဘက်ကအင်အား80ဝန်းကျင်ပါတဲ့စစ်တပ်ကလည်းခေဦးမြို့နယ်မြောက်ချမ်းကရွာတွေကိုနှစ်ဖက်ညှပ်ဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ကန့်ဘလူဘက်ကစစ်ကြောင်းကိုရင်းတရွာနားမှာပဲဒေါ်လန်ရေးတပ်ဖွဲ့တွေကနိုဝင်ဘာ12ရက်မနက်ပိုင်းမှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဗိုလ်ကြီးအစင်2ဦးအပါအဝင်အလောင်း60လောက်ရထားပြီးအရှင်15ဦးဖမ်းမိထားပါတယ်။ပြီးတော့ထွက်လာခဲ့တဲ့ကာဘိုးရွာဘက်ကိုလေကြောင်းပစ်ကိုယူပြီးထွက်ပြေးသွားတာ24ဦးရှိတယ်လို့ပြောပါတယ်။ဒါကြောင့်အရေးအတွက်ကိုပြန်ပေါင်းကြည့်ရင်တေဆုံးသူတွေကြံနေသေးတယ်လို့ကမ်ဘလူခရိုင်စစ်ရေးတာဝန်ရှိသူကပြောတာပါ။ တိုက်ပွဲကနေလက်နက်မျိုးစုံ20ကျော်နဲ့ခရဲန်းတွေသိမ်းဆီးရရှိခဲ့ပါတယ်။ဒီတိုက်ပွဲကကံဘလူမြို့နယ်မှာပထမဆုံးအကြိမ်စစ်တပ်စစ်ကြောင်းပြုတ်ခဲ့တာလို့ကံဘလူမြို့နယ်စစ်ရေးသတင်းရှင်းမြစ်ကအသိပေးပါတယ်။စစ်တပ်ကအထိနာပြီးတော့နောက်ရက်တွေမှာတိုက်ပွဲဖြစ်တဲ့နေရာအနီးတစ်ဝိုက်ကိုတိုက်လေရင်တွေ112လေရင်စက်တက်လေဒီတွေနဲ့ဘုံကျဲပါတယ်။ဒီအောင်မြင်မှုကနောက်ွယ်မှာသတင်းအချက်အလက်ကြိုးစုဆောင်းနိုင်တာကာကွယ်ရေးအဖွဲ့တွေတပ်ဖွဲ့တွေစုစည်းနိုင်တာကြောင့်နဲ့ အမိတ်စည်းစစ်မှုအားကောင်းခဲ့တာကြောင့်လို့ပါဝင်ခဲ့တဲ့ရဲဘော်တွေကပြောပါတယ်ရှင်။သခိုင်းတိုင်းမှာအခုလိုစစ်ကြောင်းပြုတ်တဲ့အထိတိုက်ခိုက်ခံရတာတွေစတိုက်ကြုံရပြီးတဲ့နောက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမူဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်အုပ်စုကဖမ်းဆီးပြီးတိုင်းမှုအသည့်အစားထိုးလိုက်ပါတယ်။သူ့နေရာမှာစစ်ဦးစီးတက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီးဘိုချုပ်ကျော်သူရကိုနမခတိုင်းမှုအဖြစ်ခန့်အပ်လိုက်တာပါ။ဖမ်းခံလိုက်ရတဲ့ဘုံမှုချုပ်မျိုးမင်းထွေးက၁၀နှစ်ဆက်ခွန်စစ်စင်ရီမှာ MNDAA ကဖမ်းဆီးပြီးပြန်လွှတ်ပေးလိုက်တဲ့စစ်တုံးပန်းဖြစ်ပါတယ်။ပြန်လွှတ်လာပြီးလပိုင်းအကြာမှာသူကအနာမခတိုင်းမှုအဖြစ်2024ဒီဇင်ဘာမှာတာဝန်ပေးခံရပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးကအနာမခတိုင်းမှုရာဒူးနဲ့စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့သူလို့လည်းပြောရမှာပါ။မြန်မာနိုင်ငံအနှံ့စစ်တပ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေထဲမှာစကိုင်းတိုင်းကိုအဆိုးဝါးဆုံးဖြစ်ပါတယ်။မြင်းသားအောင်ဒီထဲကတခုပြန်ပြောရရင် မုံရွာနဲ့ချောင်းဦးမြို့ကြားကထုံးဖို့ရွာမှာစီမီးတပိတ်လုံနေတဲ့လူအုပ်ထဲကိုဘုံကျဲဖို့ဘုံမှုချုပ်မျိုးမင်းထွေးကအမိန်ပေးခဲ့တာဖြစ်ပါတယ်။သူ့အမိန်ကြောင့်လပညာမှာခလင်းငယ်တွေအပါဝင်အရက်သား30နီးပါးတိတ်ဆုံးပြီး40ကျော်ဒဏ်ရာရခဲ့ပါတယ်။ပြီးတော့ဒဏ်ရာရတဲ့ပြည်သူတွေဆေးကုနေတဲ့နေရာကိုလည်းလေချောင်းကနေဘုံထွက်ကျဲလို့တိတ်ဆုံးဒဏ်ရာရမှုတွေထတ်တိုးခဲ့ပြန်တာပါ။ဒီအခြေအနေတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလနဲ့လက်ရှိနိုဝင်ဘာလထဲမှာ စကိုင်းတိုင်းတဲကကံဘလူမော်လိုက်ခေဦးဝက်လက်မြို့နယ်တွေမှာစစ်တပ်စစ်ကြောင်းတချို့ကို PDF ပကဖားနဲ့ပူပေါင်းတပ်တွေကစစ်ကြောင်းပြတ်တဲ့အထိအကြမ်းကြမ်းတိုက်ခိုက်တုံ့ပြန်ခဲ့ကြပါတယ်ပြီးခဲ့တဲ့ September 18ရက်နေ့ကကံဘလူမြို့နယ်ဇီကုံမြို့ကစခန်းကိုပြည်သူကာကွယ်ရေးတပ်တွေစီးနှင်းတိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်စစ်တုံးပန်းတွေကိုလည်းဖမ်းမိခဲ့တာပါပြီးတော့ဒီ2025ခုနှစ်ထဲမှာပဲ ေဘိုဝက်လက်က PDF တရင်တွေလဲစစ်တပ်စစ်ကြောင်းတွေပြုတ်အောင်တိုက်ခိုက်ချိန်မုံနိုင်ခဲ့ကြပါလေ။ဒါကြောင့်သခိုင်းတိုင်းကတော်လိုင်းရေးတက်တွေဟာစစ်တပ်စစ်ကြောင်းတွေပြက်အောင်ဘလိုဗျူဟာနဲ့တိုက်ခိုက်ရမလဲဆိုတာတောင်အကျွမ်းတဝင်ရှိလာကြပါပြီ။ဒီလိုအောင်ပွဲတွေရဲ့တော့ချက်ကိုပြောရမယ်ဆိုရင်တော့အညာကတော်လိုင်းရေးတက်တွေပေါင်းစည်းပြီးတပ်ပေါင်းစုအနေနဲ့တိုက်ခိုက်ခဲ့တာကြောင့်လို့ကံဘလူခရိုင်ပကဖလှုပ်ရှားရေးတက်အဒုတရင်မူဘိုးပိုင်ချဲကပြောပါတယ်။ရေဦးခင်ဦး ကန့်ဘလူဒဇယ်မျိုးနယ်တွေက PDF တရင်တွေပကဖအဖွဲ့တွေဒေသကာကွယ်ရေးအဖွဲ့တွေပလာဖတွေစုပေါင်းပြီးတပ်ပေါင်းစုပုံစံစုစုစည်းစည်းတိုက်ခိုက်နိုင်တာကြောင့်လို့ဘိုးပိုင်ချဲကရှင်းပြပါတယ်ခင်ဦးမျိုးနယ်ကပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကလည်းတော်လှန်ရေးတပ်တွေအခုလိုအောင်ပွဲရတာဟာစစ်တပ်ကပြည်သူနဲ့တိုက်နေရတာဖြစ်ပြီးတော်လှန်ရေးတပ်တွေကအောင်စိတ်နဲ့တိုက်တာကြောင့်လို့ပြောဆိုထားပါတယ်ရှင်အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်